နံပါတ် B နံပါတ် B မှာက -1 i ဆိုတော့ဒါ x က -1 ဆိုတော့အနှုတ် y ကအပေါင်းအနှုတ်ပေါင်းဆိုတော့ဘယ် quadrant မှာသူ့ပုံစံကြောင့်ဆိုရင်သိကြတယ် second quadrant မှာကြာရောက်လိမ့်မယ် second quadrant မှာကြာရောက်ဆွဲပြရအောင်ပြီးရင်ဆရာတို့ဓာတ်တွေအားနဲ့တိတာမှန်အောင်တဲ့အားဆိုတာက origin o နဲ့ z ကြာကအလျားတိတာဆိုတာဘယ်နဲ့ပဲကြာ positive x နဲ့ line segment တိကြာကတော့ဆိုတော့ဆွဲပြီးမြှားပါထည့်ပြရမယ်နော် ဆိုကျွန်တော်အများထည့်တဲ့ yield ချက်က positive angle လား negative angle လားသိချင်မှာအခုရှားတာ anti clause မလို့တာအပေါင်းတော့ပေါ့နော်အကဲဒီလိုအောက်ရိတ်ခဲ့ရင်အနှုတ်တော့ဖြစ်မှာဟုတ်အဲ့တော့ဟုတ်ပြီဆရာတို့ပါရှားမယ်ခဏပြောသလိုအာရှားမယ်စိုင်းကြည့်တာရှားမယ်ကော့ကြည့်တာရှားမယ်အဲ့တော့အာလိုချင်ပုံစံ square root of a square plus y square x က1 y x က -1 ကွာ square တင်မှာတော့ဘာပဲရအောင်1မရအောင်ပေါ့နော်အနှုတ်ဖြစ်နေပြီဆိုရင်အနှုတ်တင်တာပေါ့လို့အပေါင်းဖြစ်ရလိမ့်မယ် အဲ square root of 1 square plus 1 square ဆိုတော့ဒါ2ရ root 2ပေါ့ cos ကဘာပိုင်းပါ h by r နောက်ဆိုချလွတ်ရနေရမယ်နော် sin က y by r အဲ့တော့ h sin r ဆိုတော့ h က negative 1 r က root 2 negative 1 root 2 sin က y by r ဆိုတော့ y က1 r က root 2ပေါ့နော်အ root 2ဖြစ်ရမယ်နော် y by root 2ပေါ့အဲ့တော့ဆရာလွတ်ကျင်တာပါလေတိတာတိတာလွတ်ကျင်ဆရာတော့ cos ကဟုတ်ပေါ့သွားရင် ကောဆင်ပဲဆရာပြောရပြီးသားတော့ရှာတဲ့ခါမှာ basic attitude attitude အငယ်ဖြစ်တဲ့အတွက်ကြောင့်အနောက်တွေထိတော့ကြမလို့ဘယ်လိုရှာလိုက်အောင်မလဲကောဆင်ပါဆို1 by root 2ရှာရမယ် square root of cos inverse of 1 by အနောက်ထဲကြမလို့ဘူးเนาะ root 2အဲ့မှာဆရာနှိပ်လာပါเนาะအမှားဖြေပြလောက်အောင်မယ် pi by 4ရမယ်အဲ့ဒါသူ့အဖြေအမှန်လားမဟုတ်ဘူးเนาะဆရာဒီလိုလေးစဉ်းစားဆရာတိတာကိုလိုချင်တယ်အခုရတာပါလဲ pi by 4 အခုကဘယ် quadrant တော့ပြောင်းပါလဲစက္ကန့် quadrant တော့ပြောင်းပါဆရာဒီမှာလည်းရေးပြတယ် sorry ဘယ်ရအောင်အော်မရသေးဆရာဘောင်းပြောင်းဆရာမရတော့အဲ့တော့စက္ကန့် quadrant မှာစက္ကန့် quadrant မှာရှိတဲ့ theta လို့ခြင်းဘယ်လိုလောက်ရလဲပိုင်နေရနေနှုတ်ရအဲ့တော့ဘာဖြစ်လဲပိုင် minus အခုဆရာဘယ်လောက်ရလဲခဏပိုင်ပိုင်4အဲ့တော့ပိုင်ပိုင်နဲ့ပိုင်4ဘယ်လောက်ရပိုင်ညီညီအော်4နဲ့မြောက်အပေါ်လဲ4နဲ့မြောက်4ပိုင်နဲ့ပိုင်တော့ 3 by အဲ့တော့3 by by 4ဆိုပြီးတော့တို့စဉ်းစားတတ်တို့စဉ်းစားနေကွာဆရာတော့ရေးပြတာပါနော်အဲ့တော့ theta လို့ချင်းဘယ်လိုရှိရမလဲ second quadrant ကိုရှိရမလဲ second quadrant မှာလို့ချင်းဘာတွေအနှုတ်ပြရမလဲ pine တွေအနေနှုတ်ပြရမလဲအဲ့ကြောင့်မို့သူပြပြလိုက်ရတယ်3 by by 4အဲ့ဆိုဘာရပြီ r လဲရပြီ theta လဲရပြီဆိုရင်ပုံစံမျိုးမှာမပါလို့မယ်စာသင်ပုံစံကြီးကပြန်ပြော z = ာကော့စ်တီတာဘလက်အိုင်ဆိုင်တီတာအဲ့ဒီမှာရှိတဲ့အာနဲ့တီတာနေရာမှာအစားအသွေးမျိုးပြောပြပေး root 2 into cos 3 pi by 4 plus i sin 3 pi by 4ဆိုပြီးရအောင်ပါเนาะနံပါတ်4 h က minus root 3 y က minus x ဆိုတာဘာလဲလဲ minus 1အဲ့ဆိုရင်အော်ဒီအားမှာချက်ရေးရအောင် h ကအနုတ် y ကလည်းအနုတ်ဒါဆိုဘယ် quadrant မှာကြာအောင်ပါလဲ ဟုတ်တယ် third quadrant မှာကြာအောင်ပဲပုံဆွဲပြရပါမယ် third quadrant မှာကြာအောင်ဆွဲတယ်အော်ဆိုတော့ origin o နဲ့ z ကြာကအလျားတိတာဆိုတာက positive x နဲ့ line segment ကြာအလျားဆိုတော့သူ့ဆရာတို့ rotate လုပ်တဲ့အခါမှာရောက်ဒီအပေါ်ကို rotate လုပ်လို့မရအောင်နော်ခဏဆရာပြောပြီးသားသူ့ရဲ့ interval က negative pi နဲ့ pi ရဲ့ကြားမှာပဲရှိတာအဲ့ဒါဆိုလို့ကျင်လာသူ့ rotate လုပ် first quadrant second quadrant ဆိုရင်အပေါ်ကနေပတ်တန်တဲ့ဖို့ဆိုရင် ောက်ကပတ်မယ်လို့ဆရာတို့မှတ်တာလို့ရတယ်။အဲ့တော့ဆရာတို့ဒါ tat net foot tat ဖြစ်တဲ့အတွက်ကြောင့်အောက်ကပတ်တယ်။ဟုတ်ပြီ။ဒါဆို polynomial wise ဘာရှာမလဲ။အားရှာမလဲ။ cos theta ရှာမလဲ။ sin theta ရှာမလဲ။အားလုံးချင်းပုံစံကြီးရပါလေ။ square root of a square plus y square အဲ့တော့ပြောကြည့် square root of minus root 3 square ဆိုဘာပဲရအောင်။အဲ root 3ဆိုဆို3ရအောင်။ဒါဆို3 plus ပေါ့။ minus 1 square က1အဲ့တော့ square root of 3 plus 1ဆိုတော့ square root of 4 square root of 4ဆိုတော့2ရနော်။ cos theta က h by r h က negative root 3 y က r က2ဆိုတော့ negative root 3 by 2 sin က y by r ဆိုတော့ negative 1 by 2ဒီသာသမုရှာရဘယ်လိုရှာမလဲ cos နဲ့ပဲရှာတော့အကောင်လုံး cos နဲ့ပဲရှာလိုက်တော့မယ်နော် cos inverse ဆိုဘယ်လောက်ရှာမှာလဲ minus ထဲကြလို့လားအဲ့ဒါရေးကြည့်နေထဲကြမလို့နော်ဆရာလိုချင်တာက basic acute angle ကိုရှာနေတာအဲ့တော့ root 3 by 2 အဲ့ဒါအကဲအနောက်သာသွားပြီးထဲမိရှာမိရတာအဖြေအကုန်လုံးလွဲကုန်ပါအဲ့ဒါဖြေလောက်အောင်ပိုင်ပိုင်ဆေးရဓာတုဖြေလားမဟုတ်သေးရင်တော့ဆရာလိုချင်တဲ့အဖြေရဖို့အတွက်ပိုင်ပိုင်ဆေးကိုဘယ်လိုရှိရလို့ဆိုရင်တက်ကောဒရအောင်ရှိရမှာအဲ့တော့တီတာလိုချင်တဲ့သူကဘယ်ကောဒရအောင်ရှိရမှာလဲတက်ကောဒရတက်ကောဒရမှဆိုပါလောက်အောင်ပိုင်နေကနှုတ်မယ်နှုတ်တယ်ပိုင်နေကနေပိုင်ပိုင်ဆေးကိုနှုတ်မယ်ပြီးရင်ဘာလုပ်မလဲအနှုတ်တယ် အဲ့တော့ပိုင်နေပါမယ်ရှင်တို့ဘလိုက်အောင်5ပိုင်ပါရှင်အရှိအနေပါတက်လဲမန်နေဂျာဒါကြောင့်သူဖြေပါရမယ်လေ minus 5ပိုင်ပါရှင်သူပြရရမယ်နော်သိရှိဖို့တော့လိုတယ်တကယ်ရောက်ရင်ဘာမှခောက်တာရဒါအာနဲ့ကြည့်တာရရင်ရှားပုံစံကြီးမှပြန်စားတင်ဘယ်လိုရအောင်ပြော2 into 2 into cos minus 5 pi by 6 i sin minus 5 pi by 6ပေါ့ရမှာဆက်ဖို့ပေါ့ပေါ့ ရမှာเนาะအဲ့တော့ဟုတ်ပြီဒီအောင်ဆရာတော့ရှာတဲ့ခါမှာအခုကတော့ရှာသလိုနှိပ်တော့ပေါ့တကယ်တမ်းကအကုပ်လေးသားမှာဒီလိုမနှိပ်ပဲတခါတည်းတန်းထောင်းအောင်လုပ်လို့ရဟိုအကဲဒါတွေကဟိုနှစ်မတ်တန်တမတ်တန်တော့ဆိုရင်ဒီလိုမျိုးခြားတော့ကြာမလို့လေတခါတည်းရှာပြောင်းလို့ရတာပေါ့အဲ့တော့ဘယ်လိုပြောင်းလဲဆိုရင်ထားပါတော့ရှာဒီပုတ်နှိပ်မှာပေါ့နံပါတ်စီဆိုပါဆို minus uh, √3 minus i ပေါ့အဲ့ဒါဆရာတော့ဒီမှာရင်နှိပ်လိုက်ပါ minus စကားလိုင်းနေနော် square root of 3 minus အာယုန်နဲ့ကျင်ဘယ်လိုနိုင်မလဲဒီမှာရှားသည်တန်ပါအောင်ဆိုတော့မှ sorry ဥမာဒီမှာ eng eng ပေါ်မှာ i ဆိုတာရှိရသေးလားအဲ့ဒါနဲ့ကျင် shift နဲ့တွဲနေပြန်နေလေအရလားအော်ရတယ်အရှင်းနေကြမလို့ eng တန်းနေလေရနော်အဲ့ဒါကြောင့် minus 3 minus အဲ့ဒါအရင်နေလား ရမလားပြီးရင်ဆရာတော့ဗာနေပြီဆို shift နော် to မှာ complex ဆိုတာ၄ရှိတာဟုတ် shift to နဲ့လာအ shift to ပဲ shift နဲ့ပြီးရင် to နဲ့အဲ့ဒီမှာဆရာတော့ဗာပြီလို့ဆိုတော့အဓိကအာနဲ့တည်တာကိုရှာပါလေဟုတ်လားအာကဘယ်လောက်တည်တာလဲဘယ်လောက်ရှာခြင်းနံပါတ်ဘယ်လောက်နဲ့3ယူနေလိုက်အဲ့ဒါလိုလေးပေါ့ ပြီးရှာတော့ဘာလို့လဲ equal to null လဲသူပြေတကားလဲတန်းထွက်တယ်အာကဘလောက်အာက2တိတာက minus 5ပါမယ်စုစုပြီးရှာအပြေတကားလဲတန်းထွက်တယ်အဲတန်းထွက်ပြီဆိုတော့ရှာဒါလေးကောက်ယူလိုက်အောင်ဟုတ်မလားအဲ့တော့ပြောချင်တာကဒါကတော့တမတ်တန်တမတ်တန်ဆိုရင်ဒီလိုကြီးရှားမလို့လို့တကားလဲဘာလို့မလဲအခုကကရူတာနဲ့ရှာရှာပြီးလိုချင်တာကိုပြန်စားသွင်းပါတခါပြန်နှိပ်ပြမယ်နော်ဒီဘောနှိပ်ပြလိုက်မယ်နံပါတ်ပြီးဆိုရင်ရှားပါနှိပ်မယ် minus line နှိပ်ပေါ့နော် minus 1 plus i ပြီးပါနိုင်မယ် shift 2 3ပေါ့ shift 2 3ပြီး equal to အမှအားဘလောက်အားက square root of 3တိသားဘလောက်လဲ3ပါမယ်ပေါ့အဲ့ဒါကက်ကူလေတာကြောင့်သူကက်ကူလေတာတော့အဲ့လိုမရနိုင်ဘူးဟို real ဟိုအစစ်ဆိုရအဲ့ root အားက root တချို့ရတာရတယ် ။ဟောတိသားကြတော့3ပါရင်ခေါ်ပါလား။ရမလားအပိစားပြန်ပြလို့မယ်။အစားစစ်လိုက်သူပြေထွက်လိုက်။တက်ကတရားတော့ငါအဖြစ်။ဟုတ်ကဲ့ရမယ်နော်။ဟုတ်ကဲ့တွေ့ကြည့်ပါရတော့လား။ဒီနံပါတ်ကြည့်။နံပါတ်ကြည့်မှာကြတော့သူပေးတာကဇက်ကိုသူ minus 1ပဲ။ minus 1ဆိုတော့ x ဘောကတော့ minus 0တော့ y ဘောကတော့0။ဒါဆိုသူကဘယ်အစ်စ်မှာရှိမှာ။ y တဘော0ဆိုရင်အဲ့ဒီအစ်စ်မှာရှိလိမ့်မယ်။သူရဲ့ complex number ဇက်ကိုနေရာချရင် ဘယ်လိုပေါ့အဲ့တော့ဒီလိုအိမ်စီးမှာရှိတဲ့ဟာဆိုရင်ဂျာတော့ကဟိုရှားကြမလို့ခဏလို့ချိုးတွေပါတခါတည်းအဖြစ်တန်းထွက်နေပြီလေအခုဆရာတို့ဆွဲလက်များကဟိုဒီ point ကိုနေရာချရ minus 1 comma 0ဆိုတော့ဒီမှာမရှိဘူးလားဒီမှာနော်ဒီနေရာလေးအဲ့တော့ဂျာဆိုသူ့ရဲ့များဆွဲရင်ဒီမှာဒီ ID ဒီများဆွဲတာဒီမှာညာမှာအစိမ်းအောင်လည်းရှိတယ်နော်ညာဆွဲပြရတယ်နော်ထပ်ပြီးတော့ဒါဆိုရင်အာဆိုတာဘယ်နဲ့ပဲကြာ origin o နဲ့ z ကြာ ီမှာ x 4 minus ဆိုတာရှိတယ်မဟုတ်လားဒါဆိုအာတမိုးကဘယ်လောက်ပဲရှိမှာရားဆိုဘယ်လောက်ပဲရှိမှာအာတမိုးလေဒီနေရာ minus ဆိုတာလေအေးဘယ်လောက်ရှိမှာလဲ1ပေါ့ဒါပေမဲ့သူကအနောက်ပါလားတိုင်းတာလန့်အလျားအနောက်ရှိသဘောအာတမိုးက1တီတာလဲဆရာတော့တီတာဆိုတာဘယ်နေဘယ်ဒီ positive x ကနေ line segment ဒီပတ်မှာဆိုတော့ဒါဒီလိုပတ်မှာဆိုတော့ဒါဘယ်လောက်တိရလဲ180 180ဆိုတာပါလေပါ ပြောချင်တာဆရာတို့အားရတိတာတွေရှားကြလို့လားဒီပုံမှာတဲ့အဖြေအားထွက်နေပြီပေါ့နော်အားကြောင့်ဆရာတို့အားက1တိတာကိုဆရာတို့ဒီမှာဒီမှာတော့ရေးတာရေးပြလိုက်မယ်လေ cos တိတာကိုဆိုသူ h by ဟာ h က minus 1အားကစားလိုက်တော့ minus 1 sin က y by r y က0ရာ1ဆိုစားလိုက်တော့0ရာအဲ့ဒီအရင်ဆရာတို့ cos inverse နဲ့ရှာရင်လည်းရတယ်မရှာရင်လည်းဒီမှာပုံမှန်တဲ့အဖြေထွက်ပြီးသားတယ် အဖြေပြလာရမှာလဲပိုင်ပေါ့နော်အဲ cos inverse of 1ကိုရှာရင်လည်းဘာပဲရအောင်သိရင်ပိုင်မဲရတယ်ဘာဟိုဆရာတို့ရှာကြည့်လား cos inverse of အဲ minus ဆိုတာသူကကြတော့ basic algebra ငယ်နဲ့ရှာကြမှာဒါရိုက်ရှာမှာ minus ဆိုတာထည့်ရှာမှာရဥပမာသာတော့ cos minus ဆိုတာလားပိုင်ဆိုပြီးရတယ် တဘာသူကြတော့ basic agent အငယ်မဟုတ်ဘူးတခါတည်းဖြည့်တန်းသွားလောရမှာအဲ့တော့ဘာလို့ဆိုဂျားတောက်တွေမရှိဘူးလေသူကဂျားကားတောက်မဟုတ်အိဇစ်ပေါ်ရရှိတဲ့တောက်ဆိုတော့ဖြည့်ပလာရမယ်ပိုင်ရတယ်ဆိုင်းကားရှာလေဆိုင်းဆိုတော့ဆိုင်းဘတ်ဆိုတော့0ပေါ့နော်မရှာလဲဒီမှာလည်းဖြည့်ထွက်နေပါအဲ့တော့အာနေတိတာရောက်ဆိုတော့ဗမာပြန်စားသွင်းပါပုံသဏ္ဍာန်ပြောဇိုက်ကွယ်သူအာကောစီတာ black အာဆိုင်းတိတာအာနေရမှာ1တိတာနေရမှာပိုင်စားသွင်းလိုက်ရင်ဆရာလို့ကျင်တဲ့ဖြည့်ရဆရာ1ဆိုတော့မရေးလဲရတာပေါ့နော် ဒါပုံဆွဲတဲ့ခါမှာဒီညာလေးအဆက်ဖြဲဖို့မမေ့နဲ့ပြီးညှားတဲ့ဝင်မေ့နဲ့ညှားရှိသေးတယ်နော်ပြီးတော့မှဒီတာဖြဲမယ်ပြီးချောက်တော့နော်โอเคတက်ကြည့်ပါဦးအပရဒက်အလားဒါဘာလို့မလဲသူကနော်ဒီဖုန်းရပါအောင်ရှာမယ်ညလက်ပြေရှာမှာညမှာ အခုကဆရာအရှိမာတော့ကျတော့တခုချင်းစီကိုပဲဒါ trigonometry ဖုံးပြခဲ့တယ်ဒီမှာကျဆရာတော့ trigonometry ပုံစံပြပြီးတော့မျှပါပေါ့ဒါသူ့ပုံစံလေးပေါ့နော် complex number နှစ်ခုဆရာတော့ trigonometry ဖုံးပုံစံအမျှလို့ရှိရင် complex number နှစ်ခုမျှလို့ရှိရင်အာချင်းပါလို့ရတယ်အာချင်းမျှတယ်တိတာချင်းကပေါင်းလိုက်ရတယ်ဒါသူ့ပုံစံလေးပဲနော်အာချင်းကပါလို့မယ် မြောက်မယ်တိတာချင်းအပေါင်းဒါဆိုတာ complex number တခု trigonometry form ပုံစံရမြောက်တဲ့ပုံစံရအဒါဘလို့ရလဲရှားဒီမှာပြောပြ complex number တခု z1 က r1 into cos theta 1 plus and sin theta 1 z2 က r2 into cos theta 2 plus and sin theta 2ဒါတိတာချာဘလို့လုပ်အောင်မယ်လဲ r ချင်းမလုပ်မယ်မြောက်အဲကြောင့် r1 into r2 တိတာချင်းကဘာလို့ဒီဟာတိတာ1တိတာ2ဒီထဲမှာဘာလို့လဲပါလဲအဲ့ဒါသူ့အဖြေပဲ အဲဒါအရှားဒီမှာရှားမှာပရိုတက်တီပြအောင်ပေါ့နော်။ဘာကြောက်တလို့ထွက်လာလဲဆိုရင်ရှားမြောက်လိုက်တော့ပေါ့။ရှားနဲ့ဆက်ဒီသားမပြန်ကူးရလိုက်တယ်မင်းကူးလိုက်။အဲ့တော့ဘာလုပ်ရမလဲ။အာဝန်နဲ့အတူကဘာလုပ်လို့ရလဲ။မြောက်လို့ရတယ်။ဒါဆိုအာဝန်အတူအတူ။ပြီးရင် cos theta 1 plus i sin theta 1နဲ့ cos theta 2 plus i sin theta 2ရှားတော့မြောက်ပြီ။မြောက်ရှားဘယ်လိုမြောက်လဲ။ဒီမှာက i မပါတာမြောက်ခြင်းဘယ်လိုမြောက်လဲ။ရှင်းနောက်မြောက်နှုတ်။ရှင်းနောက်မြောက်နှုတ်။ဒါ i ပါလာဒီရှိရကော ပါတော်များရှင်ဘယ်လိုမျှမလဲရှေ့နောက်မျှပြီးနှုတ်အရှိရင်မျှအရှိဆိုတာဘုသူနဲ့ဘုသူနဲ့ကောစီတာဝန်နဲ့အဲ့တော့အရှိမျှလာတော့ကောစီတာဝန်ကောစီတာတူအနောက်ဆိုင်းတီတာဝန်ဆိုင်းတီတာတူပြီးမှလို့နှုတ်ရှေ့နောက်မျှပြီးတော့နှုတ်ဒါအိုင်မပါရရပြီဒီအိုင်ပါတော်မျှခြင်းဘယ်လိုလုပ်ပြင်တွင်းမျှပါ အပြင်အပြင်တစ်ခုပြပါဗာနဲ့ဗာနဲ့ cos theta 1နဲ့ sin oh sorry သူကဟိုကနောက်မဟုတ်ရှားအစီအစဉ်ကြားရအောင်ပြောတာဒါလာအပြင်မင်းကြီးပြောပါအပြင်ရပါလေ cos theta 1 black oh sorry မျှအောင်ပါကြီး cos theta 1 sin theta 2ဒီမှာအတွင်းက sin theta 1 cos theta 2เนาะအဲ့တော့ဆရာဒီမှာသူကအပြင်အတွင်းအတွင်းပြင်လို့ရေးလိုက်တယ်ဒါပြဿနာမရှိဘူးလေ ပေါင်းမယ်နှစ်ခုပါလုံးပါမယ်ပေါင်းလို့ဆိုတာအပြင်အတွင်းပဲဖြစ်ဖြစ်အတွင်းပြင်ပြီးအဖြေသူလူပဲရအောင်ဘာကြောက်တယ်လို့မျိုးအတွင်းပြင်လောက်လဲဆိုတော့ကျောက်တာကျက်လာတဲ့အချိုးရှိတယ်လေ sin cos cos sin ဆိုရင်ဘာလုပ်ခြင်းလဲကွန်မန်အင်္ဂလိပ်ဖော်မြူလေးပါ cos ပေါင်းခြင်းလား sin ပေါင်းခြင်းလား sin cos cos sin ဆိုရင် sin ပေါင်းခြင်း cos cos sin sin က cos ပေါင်းခြင်းဒါမှမဟုတ်နှုတ်ခြင်းပေါ့ပုံသဏ္ဍာန်ပြောပြ ကွန်မန်းငယ်ဖော်မြူလေးစီပြီး greater than တင်ခဲ့ရတယ် sin alpha plus or minus beta ပေါ့ဒါဆိုရင် sin ပေါင်းခြင်းတာမို့နှုတ်ခြင်းအဲ့ဒါကိုဖြန့်ရင်ပါရမယ် sin ဆိုရင် sin cos cos sin အလဲမှာအပေါင်းစဉ်အပေါင်းအလဲမှာနှုတ်စဉ်အနှုတ်ဒီမှာသူရဲ့အန်ငယ်က alpha beta alpha beta cos cos မှာလဲ alpha plus or minus beta cos ကကြတော့ဘယ်လိုမှတ်လဲ ကော့စကော့ဆိုင်စာဒီကြားလက္ခဏာဘယ်လိုယူရလဲဒါမှမဟုတ်ရဒီမှာ plus or minus ဒီမှာက minus or plus alpha beta alpha beta ဒီပုံရင်းတစ်ခုဒါကိုသုံးတာအဲ့တော့ဒီမှာဆရာကလည်းပြောလို့ i'm about a မြောက်တော့ရှင်းအောင်များနှုတ်စီမှာရတာကကော့ကော့ဆိုင်စာကော့ဆိုင်ဆိုတော့ cos အလေးမှာပါလုံးတယ်အနောက်ဒါဆိုရင်ပါယူရအပေါင်းယူရဒီမှာကပါလဲ sin cos cos sin အလဲမှာပါလဲဒါဆိုရင်ဒီမှာလည်းပါပြီးရမယ်အပေါင်းရရဒါကြောင့်မို့သူ့ပြည့်ပါရမယ် r1 into r2 ဒီမှာစားပါပြီလေ cos cos sin sin ဆိုရင် cos ပါလို့ချင်းပေါင်းချင်း sin cos cos sin အလဲမှာပေါင်းဆိုပါပေါင်းချင်း sin ပေါင်းချင်းအဲ့ဒါသူ့ပြည့်ရဒါပုံနည်းမှာရှိပြီလားလေအဲဆရာတော်တတိပြဒါပြန်ရှင်းပြအဲ့တော့အဓိကတရားမှာဒါပေါ့ trigonometric formula မျှောက်လို့ရှိရင်ဘယ်လိုလုပ်မလဲ r ချင်းမျှောက်မယ် တိတာချင်းပေါင်းမယ်လို့မှတ်လိုက်ရပြီရမယ်နော်အော်ပေါ်နေမှာရှိပြီသားဆိုတော့ဒါလေးတော့မရှိဘူးဆိုတော့ဒါလေးတော့ရေးလာလိုက်ပါနော်ကျန်တာရှိပြီသားပါအဲဒီမဲ့6ပေါ့ကျားတော့ဘာပေးထားလဲ complex နာမှာဘယ်နှခုပေးထားလဲနှစ်ခုပေးထားတယ် z1 နဲ့ z2 ပေးထားတယ်အဲ့ဒီ z1 z2 ဘာလောက်ချင်းရှာပြရမလဲဗာလေမြောင်းဘာအောင်သုံးပြီးတော့မြောင်းမှာဒီတိုင်းရှာတော့မြောက်လားမြောက်တက်လားမတက်လား ရှရာတင်ရပါလေလေမြောက်တာရောပေါင်းနှုံမြောက်စာအကုတ်တင်ရပါလေအခုကတော့ဆရာတော်မြောက်တာကိုရိုးရိုးမြောက်ခိုင်းတာမဟုတ်ပါဘူး trigonometric ဖုန်းပုံစံပြောင်းပြီးတော့မြောက်ပေးပါလို့ပြောတာပြီးတော့မှပြန်ရင်ဘာလုပ်ကြလဲ check ပြန်စစ်စေခိုင်းတယ်ဘလို့လောက်ပြီးပြန်စစ်ပေး the right multiply ပုံမှန်အတိုင်းဆိုလို့မြောက်ဓာတ်ရိုက်မြောက်ခြင်းရဲ့ရလာတဲ့အဖြေနဲ့ပြန်ပြီးတော့မှန်မှန်ပြန်စစ်ပေးပါတော့နော်အဲ့နှမျိုးတွက်ခိုင်းတာပါနော်ပရမရှာခိုင်းနေပြီးတော့ပြန်စစ်ခိုင်းတယ် အဲ့ဒါဟုတ်ပြီအရင်ဆုံးဒါတွေကအမမသဘောအဆဆုံးတွေ့ရမှာနော်ဒါတွေအမမဆရာတော်ကမတွေ့တော့ဆိုတာကအရှိကအိဇဘယ်5မှာကြည့်ကြည့်လားအိဇဘယ်5မှာဒါတွေအားလုံးတွေ့ခဲ့ပြီဒါပဲအိဇဘယ်5မိကုန်မဲ့ဒါငါသူပေးတာဆိုတော့ 5a က 1+√3i လို့ပေးတာတွေ့လားသူ့ဆရာတော် trigonometric form ပြောင်းတာဒီဖြေရခဲ့တယ်မဟုတ်လားအဲ့တော့မတွေ့တော့ဘူးဖတ်ပြီးတော့အချင်းကုန်ကမတကယ်တမ်းစောင့်ဝေးရအောင်တော့ကြွရတာနော် ဒါတော့ဒီမှာ HTML5 အမှာတွက်ခဲ့ပြီးသားမလို့မတွက်ပဲနဲ့တခါတည်းပါလို့တာလေရေးတာလားတကယ်တမ်းဒါဟိုဆရာတို့ဟိုအရှိရလို့ဘာလုပ်မလဲအာရှာမယ်ကော့တီတာရှာမယ်စိုင်းတီတာရှာမယ်တီတာရှာမယ်ပြီးအစားသွင်းတော့ပါလားအဲ့လိုတွက်အောင်ပါဒါပေမဲ့ဆရာအရှိရနဲ့မေးခွန်းတူလို့ဒါမတွက်တော့ပဲတခါတည်းတန်းရေးလိုက်တကယ်တမ်းမတူရင်တော့တွက်ပြရမှာပေါ့အဲ့တော့ဇက်တူလည်း trigonometric form ပြောင်းတဲ့ခါဒါလည်းဆရာတို့ HTML5 ပြီးမှဒီ minus 1 plus i ပါခဲ့ပြီးသားမလို့မတွက်တော့ဘူးပြောင်းရေးလိုက်ဘူးအဲ့တော့သူတို့ကဘာလုပ်မှာလဲ မြောက်မြောက်ဆိုတာဘယ်လိုမြောက်မပြောရလဲအာချင်းအာချင်းမြောက်တိတာချင်းပေါအဲဆောက်လောက်ပြီအဲဆောက်ပြောင်းပြောင်းပြီအာချင်းပါလောက်လိုက်ပြီလဲမြောက်လိုက်ပြီတူနဲ့တို့သူများတော့တို့တို့သူပြီးရင်တိတာချင်းပါလောက်လိုက်မပေါင်းလိုက်ရတော့လားတိတာချင်းပေါင်းတယ်တိတာချင်းပေါင်းတယ်ပိုင်းကြီးပေါ်ပိုင်းကြီးဘယ်လိုယူမလဲစနစ်ယူတော့သူ့ဘာနဲ့မြောက်လေးနဲ့မြောက်သူ့ကြတော့တောင်းနဲ့မြောက် ဒါမြင်အောင်ပြောပြရအောင်နော်မရေးလဲရအောင်နော်ဆရာမမြင်ပါဆိုဒါဆိုအောက်ကပုံမှန်ကြီးတွဲပြပါပြီဒီမှာ4ပိုင်းဒီမှာက9ပိုင်းပေါင်းလိုက်တော့30ပိုင်းပေါ့ဒါကြောင့်ဘလောက်မယ်30ပိုင်းပိုင်းဆိုရဲအဲ့ဒါသူ့ဖြေပဲရမယ်နော်တကယ်တမ်းအဲ့လောက်မတူဘူးပေါ့နော်ဘာဖြစ်လဲဒီကောင်နေဆရာကြောင်းအောင်မလုပ်ပြရအောင်လဲရှာပြရအောင်ပဲဒါကဆရာပုံစံတူဖြစ်နေလို့ဒါမတွေ့တာလားအဲနောက်သမီးတို့လည်းမတွေ့နိုင်လေဒီရှေ့မှာရှိပြီးသားပေါ့နောက်အဆက်ရမှာပဲသိရင်ဆရာတော့တွေ့မှာဟုတ်ပြီပြီးတော့မှဆရာတော့မလုပ်မှဆိုရင် ီကောင်ထပ်ပြီးတော့သစင်ကရုတာထပ်နေရအဲ့ဒါနေတာကြတော့ဒီအဖြေကိုပဲရှောင်းနေလာပါနော်ဒါကိုရှောင်းကရုတာနေရမယ်ဒီကောင်ဒီကောင်နေမနော်သူရူတူအင်တူလိုင်းနေပေါ့ cos 3 by my 30 sorry 30 by နဲ့ကျင် shift ဒီမှာတန်းပေါ့ပါလေနော် by my 12 sorry เป plus i ในจีน ing sin ตัดที่ปมาจ้ะตัดที่ปมาด้ะยนะพี่กวนไปไหมพี่กวนตะเข้าทับไปไหมกวนตะเข้าไปยังเนาะตะเข้าเดไปเลยสิไม่ยาเราแล้วกูว่าเออเราจะวิด่งแต่ละกวนมันตะเข้าไปยังตะเข้า အားရအဲ့ဒါဆိုရင်ရှားချက်တော့ဒါအရှိမကြံဘူးလားအားဒီမှာဒီမှာဆရာကြံခဲ့လို့ဒီမှာလေဟုတ်လားဒါ cost မှာ queen pay ဦးကြံခဲ့ဆရာကြံခဲ့ရမင်းတို့ကြံခဲ့လို့ပေါ့အဲ့ဒါအား queen pay လိုက်အဲ့အမှသူပြေခါတတ်တာဝင်းနဲ့မမေးခဲ့ရတော့ဆရာ queen ကြံခဲ့လို့တွေ့လားအဲ့တော့တခါလဲသူက i မပါတာနဲ့ i ပါတာခွဲပြီးသားပဲနော် minus ဆိုတာ minus root 3 plus 1 minus root 3 i ဆိုကြရအောင်အာ0တော့လည်း x ကိစ္စပေးလိုက်တော့ရမှာနော်ပြီးပြန်နေကြည့်ဒါဆရာတို့ပြည့်ရပါပြီနော်ဒါကတပိုင်းပြရပြီရှာပွားပြပြီးဘာလုံးမယ်လို့ပြောတာလဲပြန်ပြီးတော့ check စစ်ဆေးပြရအောင်စစ်ဆေးတဲ့ကောင်မှဒီတိုင်းဒါရိုက်အမြောက်အဲဆရာဒီမှာဒါရိုက်အမြောက်မယ် အာ sorry ဆရာဒီတိုင်းမမြအောင်เนาะသူပုံမှန်တဲ့ဆရာမမြတော့တိုင်းမမြလာမယ်ဘယ်လိုမြအောင်ဆရာတို့အိုင်မပါတော့ဘယ်လိုမြရှေနောင်မြောင်နောက်သားလိုက်ပြောเนาะဘယ်လိုမြမယ်ရှေနောင်မြောင်နောက်ရှေမြောက်တယ်ဘလိုက်ရတယ် minus 1အနောက်လက္ခဏာကြီးတာမလို့เนาะ root 3 root 3အဲမလို့လေ ိုင်စကွဲပါမလို့လေရှားတော့အိုင်ပါတာအိုင်ပါပါတခါတော့ခွဲမှာလေအရှိရအရှိမြောက်တယ် minus 1အနားမြောက်တယ် root 3ပြီမှာလုံးမယ်နှောက်မယ်ဒါတခါလေးဖြစ်ရပြီဒါအိုင်မပါတာပြီးအိုင်ပါတာလို့ချင်းဘယ်လိုမြောက်ပြင်တွင်းမြောက်ပါအပြင်အဲအိုင်မပြောလေမြောက်ပေါ်ခဲ့မယ်လေ1အတွင်း minus root 3ပြီးမှာလုံးမှာလေပေါင်းရမယ်ပေါင်းလက္ခဏာပြောင်းကြလို့လား မလုံပြီးရင်ပါထည့်ပြီလားအိုင်ထည့်ပြီလားအမသူ့ပြီးတခါလေးတန်းထောက်နော်အဲ့လိုချက်တခါလေးလောက်ပို့လို့ရအဲ့တော့နှစ်ပိုင်းရှိတာပေါ့အရင်ဆုံးပါလောက်ကလည်းဇက်ဝမ်ဇက်တူဒါ trigonometry form ပုံစံပြပြီးတော့ညှောက်တယ်ပြီးရင်ပြန်ပြီးတော့ diagram ညှောက်ခြင်းနဲ့ပြန်စစ်ခါတယ်အဲ့တော့ trigonometry form ညှောက်ဘယ်လိုညှောက်မလို့မှမယ်အာချင်းရပါလို့မယ်ညှောက်မယ်တိတာချင်းရပါလို့လိုက်မယ်ပေါင်းလိုက်လို့ခြင်းနဲ့ဖြေရအောင်ဒါမှမနော်โอเคတွေ့ကြည့်ပါ နောက်တစ်ခုကပါလဲ multiplicative inverse trigonometric form multiplicative inverse ဆိုတာကအမြောက်ပြောင်းပြန်ပါเนาะဘယ်လိုမှတ်လို့ရလဲအမြောက်ပြောင်းပြန်သတိပြုရတာ z inverse ဆိုတာ multiplicative inverse ဆိုတာ z လို့သိပေရတယ် z inverse ကိုဆရာတို့ချက်အောင်ပေါ့ z inverse ဆိုတာဘာဖြစ်လဲ z ရဲ့အမြောက်ပြောင်းပြန်ပြန်ပြောမယ်เนาะ z ရဲ့အမြောက်ပြောင်းပြန်ကဘာလဲ z inverse သတိပြုရင် z ရဲ့အမြောက်ပြောင်းပြန်က 1 by z အဲအဲ့ဒါဘယ်လိုရေးလဲရလဲ z inverse လို့ရေးလို့ရတယ်အဲအဲ့ဒါကိုပြောချင်တာအဲ့ဒီ z inverse ကိုဆရာတို့ရှာမှာပေါ့ဆရာတကမှာဒါ z inverse လို့ကျင်ဒီဖြေရတယ်ဒါဆရာအဖြေတခါလဲတန်းရေးလိုက်တာဟောတကယ်တမ်းဆရာတို့ကကွန်ဂျီခိန်းနဲ့မျှပြီးတော့မှဒီဖြေထွက်တာပေါ့အဲ့ဒါဟုတ်ပြီဒါဆရာဘယ်လိုလုပ်လိုက်လဲ x2 y2 ဆရာဘာလုပ်လိုက်လဲအပြင်ကိုထောက်1 x2 y2 ထောက်လိုက်တယ်အထက်ကဘာကြမ်းမလဲ x y i ကြမ်းတယ် ဒါဆိုရင်ဂျာတော့ဘာလုပ်လို့ရပြီလဲဆိုတော့ h² 1² ကဘာနဲ့တူလဲ r² နဲ့တူတယ်နော် h - 1i ကိုဂျာတော့ trigonometric form ပုံစံပြောင်းတော့ r into cos θ ဒီမှာ minus ပြလို့ဒီမှာလည်းဗာပြရမယ် minus ပြရတယ် i into cos θ minus i sin θ ပေါ့အဲ့တော့ r² နဲ့ r ဆိုတော့ r ဘယ်နှထက်ကျန်တစ်ထက်ကျန်တယ်အဲ့ဂျာတော့ 1r ပြီးတော့ဂျာတော့ဒါကိုပြန်ပြောင်းတယ်ဒီအဆင့်ဘယ်လိုပြန်ပြောင်းလဲဆိုတော့ negative angle မှာဆရာတို့သိရတာ cos မှာက negative angle မှာအနှုတ်တောင်းအောင်ဆိုရင်ရှေ့ကိုအနှုတ်ထွက်ရင်ပြောက်သွား sin ကြတော့မပြောက် sin negative angle ဆိုဘာပဲရမယ် negative sin minus sin ကြည့်တာရလို့အဲ့ဒါဆရာတို့ဒီနှစ်ခုသိရဒါကြောင့်ဆရာတို့မှာပြောင်းတော့ cos theta ဆိုတာဘာနဲ့တူလဲဆိုရင် cos minus theta နဲ့တူတယ် sin theta ကြတော့ဆရာတို့ဘာပြောင်းလိုက်လဲ sin minus theta ပြောင်းလိုက်ပြီးရင်ဆရာတို့ဘာလုပ်ပြရလဲ လက္ခဏာအနှုတ်ညဘာပြောင်းမရလဲအပေါင်းပြောင်းမရပြန်ရှင်းလေအနှုတ်ရှိထွက်ရင်ဆိုင်းဆိုရင်ပြောက်လားမပြောက်လားမပြောက်ဘူးမပြောက်မလို့ရှာတော့အပေါင်းညဘာပြောက်လားအနှုတ်ပြောက်လားကောစကားကြတော့ဘာပြောက်လဲပြောက်သွားတော့မလို့မရှိတော့အလွယ်မှန်ဘယ်လိုမှန်လဲညပြောင်းပြောက်လို့ချင်းအာကိုဘာလို့အာကိုဝမ်းမိုက်ခံတီတော်ကြတော့ဘာတက်လိုက်အနှုတ်တက်လိုက်အဲ့လိုသိရတယ်နော်သူရဲ့ Z inverse inverse လို့ချင်းအာကိုဘာလို့မလဲ ရောင်းမြန်လက်မဲ့တိတာကိုအနှုတ်တန်ရတယ်။ရမယ်နော်။ပြန်ပြောမယ်နော်။ဇိုင်းမလို့ချင်းအာဘာလို့မဲ့ရောင်းမြန်လက်တိတာကိုအနှုတ်တန်ဒီဒီကောင်ကရေးလာလိုက်အောင်ဒါသိအောင်နေနာပါသူပုံစံဒီမှာ။အဲဒီပဲဆဲပါမှာက Z ကိုပေးထားတယ်။သူပါရှာရင်လဲ Z inbox ကိုရှာရင်ဘာလို့သုံးပြီးရှာရင်လားလဲ။ trigonometry form သုံးပြီးရှာပေးပါလို့ပြောတာ။ပြီးတော့မှအဲ့ဒါပြန်ရင်ဘာလို့ပြန်စစ်စီပြန် ဘလို့စစ်ပြရမလို့ဇန်နဲ့ဇိုင်းအိမ်ပိုင်မြောက်ကျင်ဘလားနှညီကြောင်းဝမ်းနှညီကြောင်းဆရာတို့တက်သိပြပြီးတော့စစ်ပြရအောင်အဲ့တော့ဟုတ်ပြီဒီတံဘိုးကဆရာတို့အရှိကဘာလုပ်ခဲ့ပြီးသားလဲဆိုရင် fire c မှာရှိခဲ့ပြီးသားမလို့တီးတဲ့အိမ်မရှာတော့ပြန်ကူးရေးလိုက်တာပေါ့နော်ဟုတ်ပြီဒါသူရဲ့ဇက်တံဘိုးလိုချင်တာပါလေဇိုင်းအိမ်ပိုင်ဇိုင်းအိမ်ပိုင်လိုချင်အာဟောဘာလို့ဘာမခံတော့ဝမ်းမိုင်2တီးတာဟောဘာလို့အနောက်တရာသူ့မှာအနောက်ရှိတော့ဘာပြောရလဲအဲအပေါင်းပြောရတာပေါ့အမသူပြေ ဒါပဲနော်ဒါတပိုင်းပြီးပြီရှာလိုက်ပြီပြီးရင်မလုပ်မလဲဇန်နဲ့ဇန်အိမ်ဘက်ကိုမြောက်တဲ့ကဝမ်းနဲ့ညီချောင်းပြပြီးတော့တသိပြပါအဲ့တော့ခဏလေးဆရာတို့ဒါကိုဆရာတို့ဒါပါပုံစံပြအောင်ပြောင်းပြရမယ် x လောက် y ပုံစံပြအောင်ပြန်ပြောင်းပြရမယ်ဆိုတော့ဒီမှာတဆင့်ရင်ပဲလောက်တာနော်ဘယ်လိုလောက်လဲဆရာတို့ဘာရင်နှိပ်လိုက်လဲထွေးသေးတာ cos 5တဆင့်ရင်နှိပ်ပြီ cos 5ပတ်မယ်ဆင့်နှိပ်ပလိုက်ရမယ်နှိပ်ကြည့်လိုက် cos 5 by by အဲမမိုင်းနဲ့ root 3 by 2ရဒီမှာသူရေးတာနော်ပြီးရင် sin 5 by 6 sin 5 sin 5 sin 6ကဘလာရလဲ1 by 2နော်ပြစ်စင်ရပြသွားရမယ်နော်ရှင်းပြောလို့ရှင်3ဆင့်သွားတော့ပါပုံစံလေးရင်စားစင်းနဲ့ပြီးရင်ဒါအထဲက cos sin နဲ့နှိမ့်ပြီးပြီးရင်ဘာလုပ်လဲညှောက်ရမယ်အထဲကိုဒါဒါအကျန်းအခုကိုစိတ်နဲ့ညှောက်လို့ရတယ်1 by 2ညှောက်လိုက်တော့ minus root 3 by 4ဘာမိုင်းဒီထဲမြောင်းလိုက်တော့1မိုင်း4အဲအတူရဲ့နောက်ဆုံးပြေပဲပြီးရှာတော့ဘာပြန်လောက်ရမလဲဇက်နဲ့ဇက်အင်ဘတ်ကိုမြှောက်ချင်သူကဒါရိုက်မြှောက်မယ်နော်မြှောက်ချင်ဘလားနဲ့ညီချောင်းပြမယ်1နဲ့ညီချောင်းပြအမရှာတော့မြှောက်ရှာတခါလည်းမြှောက်မယ်နော်သူ့လိုရှာတော့မလုပ်လုံးလိုက်မယ် I'm a oh ကသူ့လိုမနေဘူးလေတွတ်မယ်လေအတိုင်း I'm a ပါတာမြှောက်ဘယ်လိုမြှောက်ရှေ့နောက်မြှောက်တော့မယ်ရှေ့မြှောက်ရှေ့မြှောက်ဘလားရအောင် minus minus ဆို plus ပြပြီ3 by 4အနောက်က minus နဲ့ plus ဆို minus ပြပြီ minus 1 by 4နှုတ်မှာဆိုတော့အပေါင်းပြောင်းဘူး plus ဆိုတော့ဒါအိုင်မပါတာရပြီ plus အိုင်ပါတာကိုပြောမယ်ပြင်သွင်းမြောက်ပေါင်းအပြင် minus root 3 by 4အတွင်းအနောက်နှုတ်ဆိုအပေါင်းပြပြီ root 3 by 4သူတို့နှုတ်ကဘာလုပ်ပါလဲပေါင်းရမယ် ဘာလို့ဆိုလက္ခဏာပြောင်းရလို့လားဟုတ်အဲ तू ကဘယ်လိုရလဲ0ရတယ်ဒါဆိုသူပြပါပဲရတယ်4ပါရင်4 4ဆိုတော့1ရမှာနော်โอเคတွေ့ကြည့်ပြပါ